အားလုံးပဲမင်္ဂလာပါဒီနေ့တော့တနေ့တိုင်းအလုပ်တွေကအလုပ်တစ်ခုကို ရိုက်ကူးပြမယ်နော် ကျမကဆွေဒင်နိုင်ငံမှာနေထိုင်နေပါတယ်ခုဆိုရင်ຫນွေရာသီရောက်နေလို့နေရာတိုင်းလို့လို့ပန်းမျိုးစုံကိုမြင်တွေ့ရပါမယ်တချို့ပန်းတွေကပန်းရိုင်းတွေဖြစ်ပေမဲ့အရန်လှပါတယ်အများအားဖြင့်တင်းပြတ်မွေးကြိုင်တဲ့အနံ့မရှိကြသလိုအနံ့ကင်းကြပါတယ် အခုကျမသွားခုမဲ့ပန်းကတော့အနံ့သင်းပြန်ပြီးအစိတ်လက်ရှိတဲ့ပန်းတစ်မျိုးပါဒီပန်းကို Swedish လို့ Lily Convalie လို့ခေါ်ပါလေအင်္ဂလိပ်လိုတော့ Lily of the Valley ဒါမှမဟုတ်လို့ရှိရင် Mary's Tears လို့ခေါ်ပါတယ်ဒီပန်းကမေနဲ့ဂျွန်လမှာပွင့်ပါတယ်ဒီပန်းကအစိတ်ရှိလို့လက်နဲ့ထိပြီးရင် လက်ကိုသစ်ချစပြန်နဲ့ဆေးရပါမယ် အစိတ်သိရင်တော့ဘိုက်နာတတ်တယ်လို့ခေါင်းကိုက်ခေါင်းမူတတ်ပါတယ်။နောက်ပြီးတော့ဝင်းရှော့တတ်ပါတယ်။အန်တတ်ပါတယ်။အင်ပြင်းလဲထွက်တတ်ပါတယ်လို့ကျမအလေးလာဖတ်ရှုပြီးသိခဲ့ရပါတယ်။ဒီပင်ကအစိတ်တောက်ဖြစ်နိုင်တယ်တဲ့ဆိုလို့ဂယုဒဇိုင်းနဲ့ခူးရမယ်။ခဏလေး

ဆောဒီလိုလေးရပြီအဲ့လိုလေးခိုးရတယ်တဲ့အပင်လိုက်ဆွဲမနှုတ်အောင်နော် လေအယိုးကလည်းရှေ့လိုက်တာတော်တော်မရပါဘူးမွေးလဲမွေးပါလေညီမလို့ဆိုရင်တော့ဘယ်လိုခေါ်လဲတော့မသိဘူး

်မတရားဆွဲနှုတ်ရတယ်ဒီနေ့ကဒီဟိုပြန်ဒီမှာဒီလာဒီလာဆွဲနှုတ်လိုက်အပြင်အပြင်အမြင့်မပါအောင်လို့နော်ဒီတော့ ဒီမှာဆိုလို့ရှိရင်မွှားကောင်လေးတွေလည်းရှိတတ်တယ်အခုလိုခြုံတွေတောတွေထဲမှာဆိုလို့ရှိရင်လေအဲအဲမွှားကားတဲ့ ကိုယ်ထဲဝင်သွားပြီလို့ရှိရင်အုံနှောက်မှာ infection ရအုံတော့ကတည်တတ်တယ်တဲ့ဆိုလို့အဲ့ဒါလည်းကြောက်ရတယ်ဒီဆွေတင်မှာလေဟာညောအော်ရပြီအဲ့ဆိုလို့ရှိရင် so အဲဒါကတော့တောင်စလပ်လို့မြန်မာလိုခေါ်တယ်ใช่เนาะဒီပန်းနဲ့ဒီပန်းကိုနှစ်ခုထိုးပြီးတော့အလှထိုးပါမယ် ဆိုတော့ဒီပန်းလေးကိုပန်းအိုးထဲလဲထိုးပြပါလိမ့်။လှရင်လာရှင်